ဒီမှာကဘာဆန်ချောင်းဘက်ကကြောက်လေတလုံးရနော်လဖိရလာတော့ရင် အစာပြေသမင်းလေးလာစားရင်ပေါ့ဗျာနော်ခိုင်နေတော့ဒီမှာရှိတဲ့မိတ်ဆွေကရောင်းမိတာပေါ့ဗျာနော်ဒီကြောက်ကပထမတလန်ဖြတ်ထားပြီးသားဗျာဒီရဲ့လမ်းကိုကြည့်ချင်းအားဖြင့်ဒီကြောက်ကဖြတ်ပြီးမှပြစ်ထားတာကြာပြီဆိုတော့ပုံတရမျိုးရှိတယ်ဗျာနော်ဘာလို့လဲဆိုသူ့အသားဒီနည်းနည်းဝါလိုက်နေတာပေါ့ဗျာနော်သူကအရေလမ်းကို ြစ်တာဗျာဒါဒီနေ့မှလလဆဆဖြစ်ထားတဲ့လမ်းပေါ့ဗျာနော်ကြောက်ကညက်ချောတာဗျာနော်ညက်ချောမှာအစီရှိတယ်ပေါ့ဗျာနော်အနာလုံကောင်းရှင်းတယ်ဗျာ तू อ่ะအကြီးကအောက်ထိမစင်းဘောဗျာနော်အပေါ်မှာပဲတိမ်မနေတာဗောဗျာနော်ဒါအမပဲချမ်းဗျာအင်းဆုံးမပဲချမ်းကိုပြပေးလို့ရနော်အခွန်အနေထားမှာလဲစမ်းနေဆိုတော့အခွန်အနေထားမျိုးဗျာနော်ဒီပေါ့အာကောင်းတယ်ဗျာနော် သူကဘာဆန်ချောင်းဆိုတော့ကြက်တွေးခွန်ကြက်တွေးဖုံတရာမျိုးလာတာပေါ့ဗျာနော်မော်ရနော်သူ့ရဲ့အသားကညှချောဆမ်းပြနော်အနာလုံကောင်းရှင်းတယ်ဗျဘာလို့လွတ်လွတ်ရမှန်းတော့မသိသေးဘူးဗျဝယ်စရာရှိတာတော့ဝယ်ထားလိုက်ပြန်နော်သူကအသားကတော့လှတယ်ပေါ့ဗျာနော်ပန်းကဒီအောက်လေးမှာနည်းနည်းလေးပဲဗျာနော် အဖုံပြီးရင်အမဘက်ကိုပြန်သုံးတက်ပေးမယ်ဗျာနော်အမကဒီအောင်းနဲ့ကြီးလိုက်ရင်မိထိုးလိုက်ရင်လှတယ်ပေါ့ဗျာနော်ဒီအောင်းနဲ့ထိုးရင်လည်းမိရလှတယ်ပေါ့ဗျာနော်ဒါပေမဲ့အရေကကောင်းရော်ရည်ဖြစ်နေဗျာနော်ဒီကြောက်ကအခွန်ချွတ်ပြီးမှဒီအရေကိုပဲရောင်းစားရမှာဗျာနော်ဝယ်ရင်းစေးရတော့5000ဝယ်ခါထက်เสียမလို့ပေါ့ဗျာနော် ကြောက်သားလေးလည်းမဆိုးကြောက်စီလေးလည်းမဆိုးပြန်တော့နှမျောစရာကောင်းတာကအရေးကမဝင်ဘူးမြဒီဘက်မှာအရေးပြထားဗျာဒါပေမဲ့ဒီဘက်မှာလည်းနည်းနည်းဝင်တယ်ပေါ့ဗျာနော်ဒီဘက်ကကောင်ကတော့လုံးဝမဝင်တော့ဆိုတော့ပုံစံမျိုးပေါ့ဗျာနော်ဒီကောင်တစ်ခုခုတော့လှုပ်လို့ရတဲ့အနေထားရှိတယ်ဗျာနော်ပတိတလုံးပဲရရပေါ့ဗျာနော်ဝယ်ရင်းစရာတော့6000ပေါ့ဗျာနော်9000ဆိုရင်တော့ မဆိုးဘူးတင့်တော်တယ်လို့ပြောလို့ရတဲ့ဇေတန်းတစ်ခုပေါ့ဗျာနော်ကျွန်တော်အနေနဲ့တော့ဒီကြောက်တော့ဘာမှမလုပ်ဗျာအောက်ချမယ်ဗျာနော်ဒီကောင်ကြီးအောင်ဒီကောင်ကအရစ်ကလေးတော့ရှိတယ်ဗျာနော်ဒီအမမှာမှအရစ်ကလေးရှိတယ်ဗျာနော် จอกกะอายุอะพิง50ดาลแล้วก็ชื่อเลยเนาะ50ดาลแล้วชื่อได้จอกตะโลนาลงก้องชิงปั้นป่าเลยဒီဘက်မှာကအရေပေါ့ရနော်အရေနဲ့နဲ့ဖြော့တဲ့အရေပေါ့လိုက်ချင်တဲ့လူတွေလိုက်လို့ရတဲ့အနေထားရှိတဲ့ကြောက်တလုံးပေါ့ရနော်ဟုတ်ကဲ့အောက်ချပြီးပါဗျာနော်အကြာကြီးတော့တင်ထားရမှာဗျာလောလောဆယ်တော့လမ်းကြောတွေကမကောင်းပေါ့ဗျာနော်ဒီလမ်းကြောမပေါက်သေးဘူးပေါ့ဗျာနော် OK，金属电源啊！